ျွန်တော်ဒီနေ့ပြောပြမိမယ့်အကြောင်းကတော့မိတ်ဆွေအားခုကျွန်တော်ကင်ထားတဲ့ Redmi ရဲ့ K90 Pro Max လိုမျိုး performance ကောင်းတဲ့ memory phone တွေကိုလည်းကင်ထားမှာမဟုတ်ဘူး။ကိုကဈေးသက်သာတဲ့ဒီ budget phone တွေကိုကင်ထားတယ်ဆိုရင်အဲ့လိုမျိုး budget phone တွေကကိုဖုန်းကိုတစ်နှစ်လောက်သုံးရတဲ့အခါမျိုးကြာရင်အရင်လိုမျိုးပေါ့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 တော်တော်လတ်လတ်မဟုတ်တော့ဘဲနဲ့နှီးသွားတယ်ဆိုရဲပြဿနာလေးလို့ကြုံလေးကြုံတာရှိတယ်။အဲ့လိုမျိုးပြဿနာတွေကိုမိတ်ဆွေအခုကြုံနေရပြီဆိုရင်ဘယ်လိုမျိုးဖြေရှင်းလို့ရလဲဆိုတာကိုဒီ video လေးမှာပြောပြပေးမယ်။အဲ့တော့ကျွန်တော်ရဲ့အတူတူ video လေးကိုစပြီးတော့ကြည့်လိုက်အောင်။ အဲ့တော့ကိုယ့်ရဲ့ budget phone လေးကိုမြန်သွားအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့မပြောခင်ပါဒီလိုမျိုး budget phone တွေမှာသုံးမိထားတဲ့ RAM နဲ့ ROM နဲ့ processor အကြောင်းကိုနည်းနည်းလေးအချင်းချင်းရှင်းပြမှာတော့ရလိမ့်မယ်ပထမဆုံး budget phone တွေရဲ့ RAM ဘိုင်းကိုကြည့်လိုက်မယ်ဆိုရင် RAM 4GB တို့ 6GB တို့ဒီလောက်လောက်ပဲပါတာဆိုတော့ RAM ကနည်းတယ်အဲ့လိုနည်းတဲ့အတွက်ကြောင့်ကျွန်တော်ဒီ application တွေပါသုံးတဲ့ခါမျိုးကြာရင်နည်းနည်းလေးလေးတယ်ဆိုတဲ့ခံစားချက်ကိုရလိမ့်မယ် နောက်ပြီးတော့ဒီ story အပိုင်းမှာဆိုရင်လည်း 128git တို့ 256git တို့ဒီလိုမျိုး story တွေကိုအသီးသီးသုံးပေးထားရဆိုပေမဲ့သူတို့ရှိမှသုံးပေးထားတဲ့ story type တွေကဒီ mirror phone တွေတို့ flagship phone တွေမှာလို့သုံးထားတယ်ဒီ UFS story type မဟုတ်ဘဲနဲ့နည်းနည်းလေးနှေးပြီးတော့ဒီဈေးပေါ့တဲ့ EMIC လို့ဒီ story type ကိုသုံးထားရဆိုတော့ဒီ story type ကနည်းနည်းလေးနှေးတဲ့ထဲမှာပါတယ်နောက်ပြီးတော့ဒီ processor လို့ခေါ်တဲ့ SoC ဘိုင်းကိုကြည့်လိုက်မယ်ဆိုရင်လည်း SoC ကတိတ်မကောင်းတဲ့အတွက်ကြောင့် budget phone တွေကင်မယ်ဆိုရင်နှေးတယ်လေးတယ်ချက်တယ်ဆိုတဲ့ပြဿနာတွေကိုကြုံတွေ့ရလိမ့် ရှိတယ်။အဲ့တော့ကိုယ့်ရဲ့ budget phone တွေကိုမြန်သွားအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်မိတ်ဆွေကဒီ RAM ဘိုင်းနဲ့ storage ဘိုင်းကိုကောင်းကောင်းမို့ management လုပ်နိုင်မှာတော့ရနိုင်မယ်။ဒီ phone တွေရဲ့သဘောသဘာဝကဒီ storage ကိုအရင်များလာပြီဆိုရင် phone က၄တယ်၁တယ် နေတယ်ဆိုရယ်ပြဿနာရှိတယ်။အဲ့တော့ story ကိုအမြဲတမ်းပြည်နေတာမျိုးမဖြစ်အောင်ကို့အတွက်အသုံးလို့တဲ့ application တွေပုံတွေဓာတ်ပုံတွေရှိရဆိုရင်ဒီဖျက်ပြစ်လိုက်တာကအများကြီးပို့ပြီးတော့ကို phone ကိုပေါက်သွားတက်သွားစေလိမ့်မယ်။နောက်ပြီးတော့မိတ်ဆွေကပေါ့နော်ဒီပုံတွေတော့အများကြီးရှိတယ်။ video တွေတော့အများကြီးရှိရဆိုပေမဲ့အဲ့ပုံတွေ video တွေကကို့အတွက်အသုံးလို့လို့မဖျက်ဖြစ်ချင်ဘူးဆိုရင်တော့မှ phone ရဲ့ internet storage ထဲမှာတင်ထားမှာမဟုတ်ဘဲနဲ့ဒီ budget phone တွေဖြစ်တတ်တဲ့ကြောင့် SD card တွေပါဆိုင်လို့ရတယ်။ ဲ့လိုမျိုး SD card ထဲမှာသွားတင်ထားလို့လည်းရတယ်။အဲ့လိုမျိုး SD card တွေပါမဝယ်ခြင်းဆိုရင်လည်း Google Photo မှာသွားပြီးတော့တင်တာတို့ဒါမှမဟုတ် Telegram ရဲ့ Save Message အဲဒီလိုမျိုးနေရာပေါ့နော် Cloud ပေါ်နေမှာသွားပြီးတော့တင်တာတို့ဒီလိုမျိုးတင်ထားမယ်ဆိုရင်ကိုယ့်ရဲ့ပုံတွေကလည်းမပြောင်းမပြတ်တော့ဘူး။နောက်ပြီးတော့ကိုယ့်ရဲ့ Internet Storage မှာကြောက်လည်း Storage တွေမပြည့်တဲ့အတွက်ကြောင့်ကိုယ့်ဖုန်းလေးကအရင်လိုမျိုးပေါ့ပေါ့ပါပါတွတ်တွတ်လည်လည်ပြန်ပြီးတော့ဖြစ်လာလိမ့်မယ်။အဲ့တော့ Storage ဘိုင်းကို Management လုပ်ပြီးသွားပြီဆိုတော့ဒီ RAM ဘိုင်းကိုလည်း Management ကောင်းကောင်းမုံမုံလုပ်မှရလိမ့်မယ်။ RAM ကိုဘယ်လိုမျိုး management လုပ်မလဲဆိုတော့ကျွန်တော်တို့ကဖုန်းကိုအမြဲတမ်းမသုံးဘူးဆိုရင်တော့မှဖုန်းရဲ့ background activity မှာဒီ application ကအမြဲတမ်း RAM လေး run ထားရှိတယ်ဒီလိုမျိုး application တွေကကိုယ့်ရဲ့ background မှာ run နေပြီဆိုရင်တေချာတခုကတော့ကိုဖုန်းမှာပါတဲ့ RAM တွေကိုသူတို့ကစားနေပြီအဲ့တော့ကိုဖုန်းရဲ့ RAM ကဒီအလုပ်အရန်လုပ်ရတဲ့အခါမျိုးကြရင်ဖုန်းကလေးတာတွေထစ်တာတွေနှေးတာတွေဖြစ်နိုင်တယ် တော့ကိုဖုန်းရဲ့ RAM ကအရန်ကိုအလုံးမလုံးအောင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ဒီ application တကူကကို့အတွက်အသုံးတော့လိုတယ်ဒါပေမဲ့ background မှာ RAM နေတာမလိုချင်ဘူးကို့ RAM ကိုစားနေမှာမလိုချင်ဘူးဆိုရင်ဒီ application ရဲ့ app management နဲ့ဝင်ပြီးတော့ background activity ကို restrict လုပ်ထားလိုက်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးဒီ application တစ်ခုတည်းမဟုတ်ဘဲね application အကုန်လုံးကိုကိုယ့်ရဲ့ background မှာ run တာကိုကန့်သက်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ developer option နဲ့တွားပြီးတော့ဒီ background activity မှာ standard လုပ်ထားတဲ့ဟာကိုကျွန်တော်၄ခုလောက်ထိပဲဒီ background မှာ run လို့ရတဲ့ဟာလေးကိုလုပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ phone ရဲ့ RAM ကအလုံးလောက်ရတာတတ်တာပါလိမ့်မယ်အဲ့တော့ကိုဖုန်းကလည်းအရင်နဲ့ဆိုင်ပို့ပြီးတော့ပေါ့ပေါ့ပါပါတော်တော်လက်လက်လေးဖြစ်သွားလိမ့်မယ်။နောက်တစ်ခုကကျတော့ဒီ application တစ်ခုကိုကိုကပေါ့နော်အရန်ကိုမှတုံးဖို့လိုတယ်။ဒါပေမဲ့ကိုဖုန်းရဲ့ဒီ SOC နဲ့မ နိုင်ဘူးဆိုရင်အဲ့လိုမျိုးဒီ application ကိုသုံးမယ်ဆိုတာသူ့ရဲ့ live version ပေါ့နော်ဥမာတအားဖြင့်ကျွန်တော်ဒီ Facebook ကိုရိုးတန်းတန်း Facebook ကိုသုံးမယ်ဆိုရင် performance ကောင်းတဲ့ phone တွေဒီ SoC ကောင်းတဲ့ phone တွေအတွက်ကကြတော့ feature တွေကိုစုံစုံလင်လင်လေးသုံးလို့ရတယ်သုံးလို့လည်းကောင်းတယ်ဆိုပေမဲ့ဒီ SoC မကောင်းတဲ့ budget phone တွေအတွက်ကကြတော့ ဒီ application ကိုကောင်းကောင်းမှ handle မလုပ်နိုင်တဲ့အတွက်ကြောင့်နှေးတာ၄လေးတာ၄ချစ်တာ၄ဒီလိုမျိုးဖြစ်နိုင်တယ်။အဲ့တော့ကိုကဒီ application တစ်ခုကိုသုံးမတော့ရလိမ့်မယ်ဆိုရင်အဲ့လိုမျိုး application ကိုသုံးတာနဲ့စရင်သူ့ရဲ့ live version ကိုသုံးလိုက်တာကကိုဖုန်းကိုဝင်လဲပို့ပြီးတော့ပော့သွားစေလိမ့်မယ်။နောက်ပြီးတော့တုံးရလဲတော်တော်လတ်လတ်ပြန်ဖြစ်လာလိမ့်မယ်။နောက်ပြီးတော့ကိုဖုန်းကိုဒီအရင်အထက်ပို့ပြီးတော့မြန်သွားတာလိုချင်တဲ့ဆိုရင်ကျွန်တော်ဒီ budget ဖုန်းတွေမှာပါတဲ့ SOC ကိုကျွန်တော်တို့က performance ကိုကောင်းအောင်လုပ်လိုက်လို့မရဘူး။ဒါမဲ့လုံးလို့ရတဲ့အချက်ကကြတော့ဒီ animation ကို short ထားလိုက်လို့ရတယ်။ ဒီကျွန်တော်ရှေ့မှာပြောလို့ပဲ performance ကောင်းတဲ့ဒီ SoC ကိုတုံးထားပေးတဲ့ဒီ Mirin phone တွေမှာကြတော့ animation လှလှလေးတုံးမယ်ဆိုရင်ကြည့်ရတာတော်တော်လေးမှလှတယ်ဖုန်းကိုတုံးရတယ်တော်တော်လေးဘာလို့ပြောရမလဲ e set ညံ့ညောတယ်ဆိုတဲ့ဘက်ကတော့တွားတယ်ဒါပေမဲ့ဒီ SoC မကောင်းတဲ့ budget phone တွေအတွက်ကကြတော့ဒီလိုမျိုး animation တွေအရန်ကိုပါတယ်ဆိုရင်ကိုယ့်ရဲ့ SoC ကလိုက်ပြီးတော့အလုံးမလုံးနိုင်မင်းနဲ့ဒီ animation တွေမှာချစ်တာလေးတာဒီလိုမျိုးတွေဖြစ်နိုင်တယ် အဲ့တော့ဒီ animation speed တွေကိုကျွန်တော်ဒီ setting ထဲမှာဝင်ပြီးတော့ reduce animation ဆိုတဲ့ setting မှာတွားပြီးတော့ short ချလိုက်မယ်ဆိုရင်ကိုဖုန်းကဒီပေါ့နော် performance ကအရင်လိုမြန်လာတာမဟုတ်ဘူးဆိုပေမဲ့ ကိုယ့်ရဲ့အမြင်ရမှာဆိုရင်တော့ပဖုံးလေးကပေါ့သွားတယ်တွတ်သွားတယ်ဆိုတဲ့ခံစားချက်ကိုတော့ရလိမ့်။နောက်ဆုံးအလွယ်ကူဆုံးနဲ့အယိုးရှင်ဆုံးဒီတစ်ခုကကြတော့ကိုဖုံးကိုဒီတပတ်တစ်ချိန်လောက်ဒီဖုံးကို reboot ပေါ့နော် reboot လုပ်ပေးတဲ့ဟာကိုလည်းလုပ်တင်တယ်။ဘာကြောင့်ဒီလိုမျိုး reboot လုပ်ခိုင်းတာလဲဆိုတော့ကျွန်တော်တို့ကဖုံးကိုတစ်ချိန်လုံးအမြဲတမ်းသုံးနေမယ်ဆိုရင်ကိုဖုန်းရဲ့ RAM ထဲမှာလိုအပ်တဲ့ cache file တွေကပြည့်နေလိမ့်မယ်။အဲ့လိုမျိုး cache file တွေပြည့်တဲ့အခါမှာအပေါ်မှာပြောလို့ပဲကိုဖုန်းရဲ့ RAM ကအလုပ်ကိုမဟာတရားတွေလုပ်ရပြီးတော့ နေတယ်လေးတယ်ထစ်တယ်နောက်ပြီးတော့ဒီပေါ့နော်ဘက်ထရီဘန်းကိုကြည့်လိုက်မယ်ဆိုရင်လည်းဘက်ထရီကအရန်ကိုပူတက်လာတယ်ဒီလိုမျိုးပြဿနာတွေဖြစ်တယ် အဲ့တော့ကိုကဖုန်းကိုဒီတပတ်တစ်ခါတာဒီ reboot ချလိုက်မယ်ဆိုရင် brand ထဲမှာရှိတဲ့ cash file တွေကအကုန်လုံးရှင်းသွားပြီးတော့ brand ကအလုပ်လုပ်ရတာလည်းတတ်တာဝါလိမ့်မယ်အဲ့လိုမျိုးတတ်တာဝါရင်ကိုဖုန်းလေးကပေါ့လာမယ်တွက်လာမယ်နောက်ပြီးတော့ battery တွေပါရင်လည်းအင်ရန်နဲ့ဆိုင်ပို့ပြီးတော့ခံလာလိမ့်မယ်အဲ့တော့နောက်ဆုံးဆုံးသက်နေတဲ့ဒီ view လေးကကိုရဲ့ပေါ့နော်ဈေးတက်တာတဲ့ budget ဖုန်းလေးကိုအရင်လိုမျိုးမြင်မြန်ဆန်ဆန်တွတ်တွတ်လပ်လပ်ဖြစ်သွားအောင်ဘယ်လိုမျိုးအချက်လေးတွေကိုကြည့်ပြီးတော့လုပ်လို့ရလဲဆိုတာကိုပြောပြပေးတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ် video မှာလည်း ဘတ်ဂျက်ဖုန်းတွေကိုဝယ်မယ်ဆိုရင်ဘယ်လိုမျိုးအကြောင်းအရာတွေကိုကြည့်ပြီးတော့ဝယ်သင့်လဲဆိုတာကိုထပ်ပြီးတော့ပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပေးအားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခံပါ